မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စေအိုစုရဲ့ electronic မေပုံအပေါ်ကုလသတိပေးတဲ့ဆွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီဇင်ဘာလကုန်ပိုင်းတွင်ပြုလုပ်မဲ့စေအိုစုရဲ့ရွေးကောက်ပွဲသည်ဖိနှိပ်မှုများနှင့်မတည်ငြိမ်မှုများသာနှဆိုင်စွာဖြစ်ပေါ်လာလိမ့်မည်ဟုကုလသမဂ္ဂ၏လူအခွင့်ရေးဆိုင်ရာအရာရှိများကပြောဆိုလာကြပါတယ်ဂျနီဖာရှိကုလလူအခွင့်ရေးယုံဤပြောခွင့်ရာ Jeremy Lawrence က သတင်းထောက်များအားဆေးအုပ်စုရွေးကောက်ပွဲတီချိန်ချောင်းမှုများအကြံဖတ်မှုများနှင့်နိုင်ငံရေးအရာပါဝင်လာမှုကိုအလွန်အကျော်ဖိနှိပ်ထားသည့်အနေအထားတွင်ပြုလုပ်ခြင်းဖြစ်သည်ဟုဟူလာဤသဘောထားကိုထုတ်ဖော်ပြောဆိုလိုက်ပါသည်။အကြက်တဲမှတည်ငြိမ်မှုစီသို့ဦးတည်သောနိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့်ဒီမိုကရေစီနှင့်အယက်သားအုပ်ချုပ်ရေးကိုပြန်လည်ထူထောင်ရေးတို့အတွက်ဦးဆောင်နိုင်သည့်လုပ်ငန်းစဉ်တစ်ခုဖြစ်မည်အစားဤလုပ်ငန်းစဉ်သည်တနိုင်ငံလုံး၌မလုံခြုံမှုကြောက်ရွံ့မှုနှင့် ်အမြင့်ကွဲပြားမှုတို့ကိုပုံမနဲ့ဆိုင်စွာအမြင့်တွေစေရန်တရားပေါက်ဦးတည်နေသည်ထင်ရသည်ဟုဆိုပါရယ်ဘန်ကောက်ရှိကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးယုံဤမဟာအဖွဲ့ခေါင်းဆောင်ဂျိမ်းရိုဟေဗာကလည်းအယက်သားပြည်သူများသည်မဲပေးရန်အတွက်စစ်တပ်၏ဖိအားပေးမှုနှင့်မဲပေးခြင်းကိုတားဆီးရန်လက်နက်ကန်အတိုက်ခံအဖွဲ့များ၏ပြင်းထန်သောကြိုးပမ်းမှုတို့အကြားပိတ်မိနေသည့်အနေအထားတွင်စေအုပ်စုမှရွေးကောက်ပွဲများကိုအတင်းအကျပ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟုပြောကြားခဲ့ပါသည်။ထို့ပြင်ညရေတု AI နှင့် ဇီဝဆိုင်ရာမှတ်တမ်း biometric ခြေရခံခြင်းတို့ကိုတိုးချဲ့အသုံးပြုလာနေချိန်တွင် electronic စနစ်ဖြစ်တာမဲပေးရမည်ဆိုသည့်စနစ်သွွင်းလာမှုအပေါ်စိုးရိမ်ပူပန်စရာဖြစ်လာကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီး electronic စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာဖြင့်လူများမဲပေးပုံကိုစောင့်ကြည့်လာနိုင်၍၎င်းတို့၏လုပ်ငန်းစဉ်အပေါ်ယုံကြည်မှုကိုပုံမထိခိုက်စေမည်အနေရရှိကြောင်းသတိပေးခဲ့ပါသည်။မည်သည့်ဖွံ့ဖြိုးပြီးနိုင်ငံကြီးတနိုင်ငံကများအဆိုပါစနစ်ကိုယခုထိအသုံးပြုကြခြင်းမရှိသေးပေ အတုံပြုခဲ့သည့်နိုင်ငံများကလည်းအလွယ်တကူကလိန်ကကြစ်လုံနိုင်၍ဆက်၍မတုံကြတော့လေလာ၍ရသလောက်ဘရာဇီးနှင့်အိန္ဒိယတွင်သာတွင်တွင်ကျဲကျဲသုံးနေသေးသည်လူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်နေသူများအားလည်းအတင်းအဓမ္မနေရပြန်ခိုင်းပြီးကြိုတင်မဲပေးခိုင်းနေသည်ဟုဆိုသည် ကုလလုတ်ခွင့်ရေးကောင်စီ၏အထူးတန်တမန်ဂျွမ်အန်ဂျူးကလည်းစီအုပ်စုမှ၎င်းတို့ဖားသာတတ်မှတ်ပြထမ်းချက်များနှင့်လုံမြင့်ရွေးကောက်ပွဲသည်အကွယ်အပြညာနှင့်အကြမ်းဖက်မှုများသာလက်ဆိုင်လာဖို့ရှိပြီးနိုင်ငံတကာအသိုက်အဝန်းအနေဖြင့်ပြက်ပြက်သားသားပေးချရမည်ဖြစ်သည်ဟုပြောခဲ့သည်မြန်မာပြည်သူများကထွက်ပေါ်လာသောရလတ်ကိုတရားမဝင်ဟုတတ်မှတ်ချမိဖြစ်တော်လဲ၎င်းတို့အထူးကရည်ရွယ်သည်ကပြည်ပအစိုးရများ၏အတိအမှတ်ပြုခံရဖို့သာဖြစ်သည်ဟုဆိုသည်၎င်းကအမေရိကန်အီယာယီစောင့်ရှောက်ထားမှုအဆင့်အတန်းအားရှုံးသိမ်းခဲ့မှုအလိမ့် ပြဲထန်စွာဝေဖန်ရှုံချခဲ့သည်ဥရောပပါလီမန်ကလည်းစီအိုစီရွေးကောက်ပွဲအားတရားမဝင်ဟုဆိုကာတည်ထားလိုက်ပြီးနိုင်ငံတော်တိုင်ပင်ကန်ထောအောင်ဆန်းစုကြည်သမရာကြီးဦးဝင်းမြင့်တို့အားပြန်လွတ်ပေးရန်တောင်းဆိုလိုက်သည်စီအိုစုအားနိုင်ငံရေးစည်းဝါးရေးနှင့်စီရေးအကူအညီများပေးနေသောတရုတ်နှင့်ရုရှားအားလည်းရှုံချလိုက်ကြသည် CRPH နဲ့ NUG အလဲမြန်မာပြည်သူများ၏ဒီမိုကရေစီဆန္ဒကိုတရားဝင်ကိုစားပြုသည့်အဖွဲ့အစည်းများအဖြစ်ဆက်လက်ထောက်ခံသွားမည်ဟုလည်း အချက်24ချက်ပါအစိုးအားလေတညိတညွတ်ထဲချမှတ်လိုက်ကြသည်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်ဆက်လက်ပြီးဒေါက်တာဆဆမြမအရေးဆက်လုပ်ညီဆွေးနွေးတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အမျိုးသားညညွတ်ရေးအစိုးရ NUG မှနှုတ်ထွက်လိုက်တော့လေမြမအရေးနဲ့ပတ်သက်၍ဆက်လက်လှုပ်ဆောင်ရန် Institute of Peace and Federal Democracy ကိုအမေရိကန်နိုင်ငံတွင်တရားဝင်ထူထောင်လိုက်ကြောင်းဒေါက်တာဆဆကသတင်းဌာနကိုပြောပါတယ် ၎င်းတည်ထောင်သည့် Institute of Peace and Federal Democracy အဖွဲ့အစည်းအနေဖြင့်လွတ်မြောက်နိုင်မည်များအားကောင်းရေးအတွက် Governance Institute နိုင်ငံတကာထောက်ခံမှုနှင့် Advocacy and Lobby Institute တို့လည်းရအထောက်အကူဖြစ်စေမည် Finance and Business Institute တို့ကိုဖွဲ့စည်းလှုပ်ဆောင်မည်ဖြစ်ကြောင်းဆိုပါသည် Governance Institute အရာကတော့လွတ်မြောက်နိုင်မည်အားကောင်းရေးလွတ်မြောက်နိုင်မည်မှာရှိတဲ့ governance တွေကိုစွမ်းရည်မြင့်တင်ရင် peace building မြင့်တင်ရေးလို့ဖွဲ့စည်းထားတာဖြစ်တယ်ဟုဒေါက်တာဆာဆာကပြောပါတယ် ထို့ပြင်စစ်ကော်မရှင်အနေဖြင့်နိုင်ငံတကာအစိုးရများ၏ထောက်ခံမှုရရှိစေရန်အမေရိကန်ဒေါ်လာတန်းချီအသုံးပြုလာသည့်အတွက်၎င်းအနေဖြင့်လည်းနိုင်ငံတကာအစိုးရများလွှတ်တော်များ၏ထောက်ခံမှုရရှိစေရန် Advocacy and Lobby Institute ဖွဲ့စည်းကလှုံ့ဆော်မိဖြစ်ကြောင်းဆိုပါတယ်ဒေါ်လာရေးလုတ်တဲ့အခါမှာအလူငွေရှိတဲ့အခါမှာစစ်သွားတိုက်မယ်အလူငွေမရှိရင်နောက်ပြန်ဆုတ်တယ်ဆိုတဲ့ပုံစံနဲ့ကသွားလို့မရတော့ဘူးဟုဒေါက်တာဆဆကပြောပါတယ် ထို့ပြင် Finance and Business Institute အပြင်တော်လှန်ရေးအင်အားစုများထိန်းချုပ်ရာနေမြများ၌၎င်းတို့နှင့်နေဆက်ခြင်းထိစပ်နေသည့်နိုင်ငံများသုံးသည့်ငွေကြေးများအသုံးပြုနိုင်ရန်စ조사လုပ်မည်ဟုလည်းသိရပါသည်။ဒေါက်တာဆာဆာဦးဆောင်သော Institute of Peace and Federal Democracy တွင်မြန်မာပြည်ပွား American စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သော Ron the Lord မှဥက္ကဋ္ဌအဖြစ်တာဝန်ယူကမြန်မာပြည်ပွားချင်းတိုင်းသားတဦးဖြစ်သူ Van Le Lien ကအတွေ့အကြုံတာဝန်ယူမည်ဖြစ်ပါသည်။ဥက္ကဋ္ဌတာဝန်ယူမည် Ron the Lord သည် အမေရိကန်ပြည်ထောင်စုတွင်အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် investment fund စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသည့်တလုတ်ဂရု၏ CEO မီလီယန်နာတဦးဖြစ်သည့် Institute of Peace and Federal Democracy အားအမေရိကန်အစိုးရထံမှတရားဝင်ခွင့်ပြုမိတ်ရရှိထားပြီးအဆိုပါအဖွဲ့အစည်းအမည်ဖြင့်ဘဏ်အကောင့်ပါဖွင့်ခွင့်ရထားသည်ဒေါက်တာဆာဆာအနေဖြင့် NUG အစိုးရတွင် APP ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးအဖြစ်တာဝန်ယူခဲ့ပြီးစက်တင်ဘာလက NUG မှနှုတ်ထွက်စာတင်ထားခြင်းဖြစ်သည်။ ဆက်လက်ပြီးဒါရိုက်တာမိုက်ဒီနဲ့တရုတ်ဆောင်နှုတ်ကိုစစ်ကောင်စီကရွှေကောက်ပွဲနှောက်ရှက်မှုနဲ့1900နှစ်ချာရုံကျိတ်တစ်ခုထဲ၌ပြစ်ဒဏ်ချခြင်းဖြစ်ပြီးခုခံပိုင်ခွင့်နဲ့ရှင်းနေတွေပါငါးခွင့်မရဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရွှေကောက်ပွဲနှောက်ရှက်မှုဥပဒေဖြင့်တရားစွဲဆိုခံထားရတဲ့ ဒါရိုက်တာမိုက်တီဟာတာတယုတ်ဆောင်အုံတိုင်းနဲ့ဇက်ဘိုတယုတ်ဆောင်ကျော်ဝေးထွတ်တို့ကိုစစ်ကောင်စီကရွှေကောက်ပွဲနှောက်ရှက်မှုနဲ့ထောင်ခွနနှစ်စီချမှတ်လိုက်တယ်လို့သိရပါတယ်။စစ်တပ်ကလာမယ့်ရွှေကောက်ပွဲအတွက်ရိုက်ကူးခဲ့တဲ့ခေတ္တမိုင်းကိုဒုံးဆိုင်မဲ့သူများအမီရဝါရဖြန့်ရေးဆက်ကားကိုဝေဖန်ခဲ့တာကြောင့်ဒါရိုက်တာမိုက်တီဟာတာတယုတ်ဆောင်အုံတိုင်းနဲ့ဇက်ဘိုကျော်ဝေးထွတ်တို့ကိုစစ်ကောင်စီကပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့ကတည်းကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးခံထားရတဲ့ဟာတာတယုတ်ဆောင်အုံတိုင်းကိုနိုဝင်ဘာလ25ရက်နေ့မှာ တောင်တကုံတရားရုံဒါရိုက်တာမိုက်တီကိုနိုဝင်ဘာလ28ရက်မှာရန်ကင်းတရားရုံနဲ့ဇက်ဘိုတရုတ်ဆောင်ကျော်ဝင်းထုတ်ကိုနိုဝင်ဘာလ28ရက်မှာဗဟန်းတရားရုံတို့မှထောင်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဒီလိုစီရင်ချက်ချရမှာရုံးချင်းတစ်ခုတည်းနဲ့ပြစ်ဒဏ်ချတာဖြစ်ပြီးခုခံပိုင်ခွင့်နဲ့ရှင်းနေတွေပါငါးခွင့်မရှိဘဲစီရင်ချက်ချခဲ့တာဖြစ်တယ်လို့အင်းစိန်ထောင်ကိုချက်ချင်းပို့ဆောင်ခဲ့တယ်လို့အမှုပညာရှင်အတိုင်းဝိုင်းနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တအုပ်ကသတင်းဌာနကိုပြောပါရတယ်။ ၃ရောက်လုံးကိုရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကောက်ပွဲရေးဥပဒေနဲ့ထောင်ဒဏ်9နှစ်စီချမှတ်လိုက်တယ်။ရုံးချင်းတစ်ချိန်တည်းနဲ့ပြစ်ဒဏ်ချမှတ်လိုက်တာပါ။တရားဥပဒေအရခုခံပိုင်ခွင့်ကော၈နှစ်၅ပိုင်ခွင့်ကောမရပါဘူးလို့သူကပြောပါတယ်။စစ်ကောင်စီအနေနဲ့လာမယ့်ဒီဇင်ဘာလမှစတင်ကရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမယ်လို့ကြေညာပြီးတဲ့နောက်ရွေးကောက်ပွဲကိုနှောက်ယှက်ဖျက်ဆီးတဲ့သူတွေကိုဥပဒေကြောင့်အရပြင်းထန်စွာအရေးယူမယ်လို့ထုတ်ပြန်ကြေညာခဲ့တယ်လို့အဆိုပါဥပဒေနဲ့ဖန်ဆီးခံထားရသူအယောက်တရာနီးပါးရှိနေပြီဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးစာခတွေဝင်လာပြီးနောက်မိုးကုန်းမြို့တွင်မြို့ပြင်လမ်းတွေအလုံးကို TNLA ရဲတွေမှယနေ့ထိပိတ်ထားစုံမိုးနေရာတွေမှစကစတက်ဆွဲလိုက်ပြီးနောက်ထပ်အင်အားအလုံးရင်းနဲ့ပြန်ဝင်ရောက်မှုတွေလည်းရှိတဲ့ဆွေတဲ့ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။မိုးကုန်းမြို့တွင်ကိုစစ်ကောင်စီတပ်သားတွေဝင်လာပြီးတဲ့နောက်မြို့တွင်းမြို့ပြင်လမ်းပိုင်းတွေအလုံးကို TNLA မှပိတ်ပင်ခဲ့ပြီးမြို့တွင်းကျန်ရစ်သူပြည်သူတွေအသွာအလာပြုလုပ်ဖို့တော့ခွင့်မပြုတော့ဘူးလို့သိရပါတယ်။ ီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးအပတ်မှစတင်ကစေကောင်စီရဲ့ရှေ့ပြေးတက်သားတချို့မိုးကုန်းမြို့တွင်ကိုရောက်ရှိလာခဲ့ပြီးမြို့ပေါ်နေရာအချို့ကိုအရဲဝတ်တွေဖြင့်လှည့်လည်ကြိရှိတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်နိုဝင်ဘာလ28ရက်နေ့ည10:00နာရီနောက်ပိုင်းမှာတော့ DNL ထိန်းချုပ်ထားရာနောက်ချုံမိုးကုန်းလမ်းပိုင်းမှာတက်စဉ်စေကောင်စီတက်သားတွေအင်အားအလုံးရင်းဖြင့်ဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။ အဆိုပါစစ်ကောင်စီတပ်သားတွေရောက်ရှိပြီးနောက်ရက်နိုဝင်ဘာလ28ရက်နေ့မှစတင်က TNL အနေနဲ့မိုးကုန်းမြို့တွင်လမ်းပိုင်းတွေနဲ့မြို့ပြလမ်းပိုင်းတွေအလုံးကိုလုံခြုံရေးအင်အားထိုးမြှင့်ချထားလိုက်ပြီးဝင်ထွက်သွားလာတာတွေအလုံးကိုကန့်သက်လိုက်တယ်လို့မြေပြင်စစ်ရေးတရေမြင့်တဲ့ဦးကသတင်းဌာနကိုပြောပါရယ်ဝင်လာတာက28ညကစပြီးအလုံးရင်းနဲ့ဝင်လာတာပါကုန်ကားတွေနဲ့ဖြစ်မဲ့ထင်းနေဝင်လာပြီးနောက်ရက်ကျလမ်းတွေအကုန်လုံးကိုတက်အောင်ရေးတွေကပိတ်ပစ်လိုက်တာ မြို့ပြင်ကကားတွေမြို့ထဲပေးမဝင်ဘူးမြို့ထဲမှာဆိုလေလမ်းစုံလမ်းကွာတွေမှာနေရာယူပြီးပေးမဖြတ်တော့ဘူးဒါပြင်ယခု TNL ရဲတပ်ဖွဲ့ဝင်တွေအထူးလုံခြုံရေးစောင့်ကြက်နေတဲ့နေရာတွေဟာမြို့တွင်းရှိအထက်ချာကြတဲ့နေရာတွေတာမကအရင်ကစစ်ကောင်စီအစိုးရရုံးတွေအခြေစိုက်ရာပတ်ဝန်းကျင်နဲ့စစ်တပ်အထိုင်ချခဲ့မှုတဲ့နေရာဖြစ်တယ်လို့လည်းသိရပါဗျ။ဒီလိုမြို့တွင်းအခြေအနေရှုပ်ထွေးနေတာကြောင့်ပြည်သူတွေအနေနဲ့စိုးရိမ်နေပြီးမိုးကုတ်မြို့ဟာလည်းအသွားလာပင်မရှိကတိတ်ဆိတ်ငြိမ်သက်နေတယ်လို့အဆိုပါသတင်းရင်းမြစ်မှဆက်ပြောပါဗျ။ ခူလန်းတွေပိတ်ထားတာကမြို့လယ်မိပွိုင်နာရဲ့ကျောင်းကြီးတဝိုက်အပေါ်ထောင်တက်လန်ရှမ်းတော်ကျောင်းကနေချမ်းသာကြီးအောက်ဥယျာဉ်ကျောင်းနာတဝိုက်ရဲစခန်းတက်လန်တခြားတွေပိတ်ထားပါတယ်။ပြည်သူတွေကိုလည်းပေးမဖြတ်ဘူးလို့ကြားတယ်။ကျမ်းမာရေးမကောင်းတဲ့တချို့သူတွေစည်းဝဲဘဝဲတောင်ပြန်မောင်းထုတ်နေတယ်။စစ်ကောင်စီအနေနဲ့မိုးကုန်းမြို့ကိုစတင်ဝင်ရောက်လာပြီးတာနဲ့တပြိုင်တည်းမြို့ပေါ်ရှိစုံမိုးနေရာတွေမှာအင်အားအလုံးရင်ဖြင့်အခြေချတပ်ဆွဲတာတွေပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။ ကြပြင်းနောက်ထပ်လေစစ်ကောင်စီအင်အားတချို့ရှင်းန်းတွေဖြင့်ထပ်မံဝင်ရောက်နေတာတွေရှိပြီးအရက်ဖက်ဝင်နှန်းတွေအလုံးလဲလာမယ့်ဒီဇင်ဘာအတွင်းအကုန်ပြန်ဝင်ရမယ်လို့ညွှန်ကြားထားတာကြောင့်စစ်ကောင်စီထောက်ခံသူတချို့ကဆိုရှယ်မီဒီယာပေါ်မှာပြောဆိုရေးသားမှုတွေရှိနေပါတယ်။ဇမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။